မင်္ဂလာပါရှင်အခုဖတ်ပြမှာကတော့စာရေးဆရာမကြီးဝင်းဝင်းမြန်နန်းတော်ရှိရေးသားထားတဲ့ဝင်းမုံချီတန်အပိုင်း၅ပထမပိုင်းကိုဖတ်ပြမှာပဲဖြစ်ပါတယ်ရှင်ဝင်းမုံချီတန်အပိုင်း၅ပထမပိုင်း အဝါယံကန္နမပန်းတစီသည် အပြိုကြီးတယောက်၏ဘဝတည်းကိုရဲတင်းစွာပင်ဝင်ရောက်နေရယူလာခဲ့သည် မမယင်တသက်လုံးကမကြားခဲ့ဘူးသောအတုံအနှုံးအဲ့ဒီကောင်လေးအလုံးဝင်တာသုံးလေးလအတွင်းဒေါ်ရင်သိန်းကိုဘလို့မှမခေါ်ဘဲစကားပြတ်ပြောတတ်တာကိုတတိတရာတောင်ရှိမိသေးရဲ့ခေါ်မဲခေါ်တော့ကြည့်ပါဦးမမယင်နဲ့သူ့လက်ထဲမှာကန္နမပန်းတစီကိုခြင်ထားသည်ညနာကလည်းသူ့ပုံစံအတိုင်းပြုံးရွှင်ပြလို့ ကန္နမပန်းစည်းကြီးကိုဘာမပြောညာမပြောလက်ထဲကိုအတင်းထိုးထည့်ပေးနေတော့ဒေါ်ရင်သိန်းကအလိုက်တင်မင်းလှမ်းယူလိုက်ပြီးခြေစုပ်ပဲကွယ်လက်ထဲကိုပန်းစည်းရောက်လာပြီးနောက်ကျွတ်ကျွတ်အိတ်ထဲထည့်ပြီးတခုကိုလည်းထည့်၍ပေးနေပြန်သည်ဘာရီလဲမောင်တာကိတ်မုတ်တွေပါ အများကြီးပဲကွယ်အားနာစရာထိုင်အောင်လေကလပ်ထိုင်မှလည်းဝင်မထိုင်ပြန်အောင်ငင်လို့လည်းနှုတ်မဆက်ဖဲရက်မြဲရက်နေသည် ဒေါ်ရင်သိန်းကအံ့ဩသလိုဖြစ်သွားပြီးဒီကောင်လေးဘာများပြောချင်လို့ပါလဲဟူမော်ကြည့်လိုက်တော့"အိုးသူ့ချီချီကဘလို့မှမသိ။ငေးရီရီဆူရှက်ရှက်ဆူရှက်လိုက်တမဟိုးရင်ထဲအထိရင်ထဲမှာလိုက်ဖို့လှောက်ရှားသွားပြီးဘာလို့ရမှန်းမသိဘာပြောရမှန်းမသိ။ခေါင်းကုန်းပြစ်လိုက်မိတယ်ထင်ပါရဲ့။မမရင်တိုးတိမ်လိုက်လဲစွာခေါ်တော့သူ့အတန်းဒီရင်ထဲမှာတော့အကျေလောင်ဆုံးမြည်ဟီးတုန်ခိုက်သွားသလိုပါပဲ။မမရင်ရင်မွေးနေအတွက် ကျွန်တော်ရဲ့လက်ဆောင်ပေါ်မှာသူကအဲ့ဒီလိုပြောပြီးခြာခနဲလဲထွက်သွား၏နောက်ကျောင်းကိုလုံးဝပြန်လဲမကြည့်ဒေါ်ရင်သိန်းကသာပန်တစီမုတ်တထုံနဲ့သူ့နောက်ကျောင်းကိုငေးဆိုင်ကြည့်ရင်ကြံနေခဲ့သည်အံ့ဩစရာကောင်းလိုက်တာမမရင်မွေးနေ့အတွက်တဲ့သူ့ကိုလည်းမွေးနေ့တွေဘာတွေကိုအေးအေးရလုပ်ပြီးပြောခဲ့ပြတာမဟုတ်မွေးနေ့ပွဲရဲ့လို့လဲအိမ်မှာထူးထူးခြားခြားမလုပ်ဖြစ်မနေ့တုန်းကသာမွေးနေ့အထိမ်မှန်ဖြစ်လူငယ်တန်တန်းကျောင်းတစ်ခုကိုငွေသွားလှူဖြစ်ခဲ့သည် ဒီကောင်လေးတိတ်ပြီးစုံစမ်းကောင်းတာပဲတိတ်အလိုက်သေးတာပဲဟုပီတီဖြားလျက်ချီးကျူးမိရင်ဘေးဘီပင်ချောင်းကိုအကဲခတ်ရသည် သူကဘေးတော်ရောဟုတ်ပါရဲ့သူဟာသူခင်းလို့မင်းလို့စေတနာရှိလို့ထားပါတော့အင်ကလူတွေသိရင် တမျိုးတမျိုးပြောချင်းပြောနေကြအောင်မအနီအနာကိုအကဲခတ်ကြည့်တော့ခါဘသူမှရှိမနေပါ အင်ကဘသူများအတီဖြစ်ပျက်ကိုသိနေမှလဲဟုဟိုဟိုတီတီမလုံလဲစွာကြည့်ရင်စိတ်တွေလှုပ်ရှားနေသည်အိမ်မှာရှိနေသူများကတော့ သူ့အလုံးနဲ့သူဘယ်သူမှမအားကြဘူးထင်ပါရဲ့မကြမီကပင်ခြေတစ်ဖက်ကြောတည်တယ်လို့ဖြစ်သွားတော့အကိုကြီးကလည်းသူ့အခန်းထဲမှာကက်ဆက်နဲ့တရားဝင်ဖွင့်ရင်အိပ်ပျော်နေဟန်ရှိသည် အမေနဲ့အကိုကြီးမိမကလည်းအိမ်နောက်ဖေးမှာကောင်မလေးများနဲ့ချက်ရည်ပြုတ်ရည်အလုံးရှုံနေကြသည်ဒေါ်ရင်သိန်းမောင်ငယ်ဤမိမကလည်းသူ့ကလေးတွေနဲ့သူချာချာလေးလျံဒေါ်ရင်သိန်းတို့အိမ်မှာလူများတလောက်အိမ်ရှိလူကုန်ကလည်းကိုယ်အလုံးနဲ့ကိုယ်အမြဲပင်ရှုပ်ထွေးနေတတ်သည် အဖေလက်ထက်ကလေးကဖွင့်ခဲ့သောစားတောက်ဆိုင်ကိုအဖေဆုံးသွားသောအခါအကိုကြီးကဦးစီးခဲ့သည်အကိုကြီးတယောက်နှင့်မောင်တယောက်၏အလဲတွင်မိသားစုမှတဦးရေတော်သမီးဖြစ်ဒေါ်ရင်သိန်းသည်ပူဇော်ဝင်ရခဲ့သည်အိမ်မှာတောင်းဝင်အ ਨੇ ဆုံးနှင့်ညီအီဆုံးသူကဒေါ်ရင်သိန်းဖြစ်သည်အဖေအကိုနှင့်မောင်တို့ကဒေါ်ရင်သိန်းကိုတဝင်တိုးစွာပြင်ငုံထားမတက်ချစ်ခဲ့ကြ၏เจ้าနေတော်ကဆိုဟိုလူကကြည်ကြည်ပြန်ပြီးဒီလူကပူပူပြန်ပြီးနဲ့ ခဏခဏသူတို့ပဲပြဿနာတန်နေကြသည်လူငယ်တဘာဝအတိုင်းရီးစားစားပြီးခင်ရပြန်တော့မင်းကလေးပဲအနေထိုင်မတက်တယ်လို့လို့အမေကိုပြန်တိုင်းကထိုးခြင်းကြိတ်ခြင်းဖြစ်ကြပြန်သည်ကြောင်ကန်းထဲမှာလည်းမလွတ်လပ်လမ်းမှာလည်းမလွတ်လပ်တငယ်ချင်းတွေနဲ့ဟိုဟိုဒီဒီသွားပြန်တော့လည်းမလွတ်လပ်မလွတ်လပ်သည့်အဆုံးကြောင်ထွက်ပြလိုက်သည်ကြောင်ထွက်ရခြင်းအကြောင်းရင်းထဲမှာစားချက်ပြင်လာလေတပိုင်းနောက်အသက်ကြီးလာသည့်အထိဆင်းရဲမွဲတည်နိုင်စရာမရှိဘူးဆိုသောအတွေ့ကလည်းပူပူတန်တာပါလိုက်သေးတာပေါ့ ဒွန်ရင်သိန်းတို့မိသားစုမှာလူအလုံးပေါင်းပြီးအတန်းရေအတွက်တော့လက်ချောင်းခြေချောင်းများဖြင့်ပြည်မီမထင်ဒွန်ရင်သိန်းတို့အဖေကတေစာရှင်စာဖတ်တဲ့အိအကိုကြီးကကိုရံမအောင်မောင်ငယ်က၆တန်းမအောင်ဒွန်ရင်သိန်းကလည်း၇တန်းနှစ်ခါကြပညာရေးကိုအလေးမထားတော့မိသားစုဖြစ်သည်မိဘဤလမ်းငုံလျင်စားတောက်ဆန်လုပ်ငန်းကလည်းထွန်းတောက်လျက်ရှိနေတော့ဝင်များများတုံဖြုံနိုင်သောကြောင့်ကိုဘွားနှင့်ကိုပြည်စုံနေကြသည် အဖေစိတ်တိုင်းကြဘဲမှမသွားဘဲအိမ်ထဲမှာနေုံများဖြင့်ဒေါ်ရင်သိန်းပူဇော်သည်။အလိုကြရနိုင်ခဲ့သည်။ကောင်းကောင်းဝဲကောင်းကောင်းစားတပတ်တစ်ခါအမေနှင့်ရုပ်ရှင်သွားအိမ်ကိုဘာမှကုလုပ်စရာမလိုခဲ့ပြီ။ဒေါ်ရင်သိန်း၏အသက်30သို့ချင်းနေဝင်ရောက်လာသည့်အထိစားလိုက်အိမ်လိုက်ဝတ်ထုဖက်လိုက်အိမ်ကြီးလုံးကြီးအစ်တွေဝယ်လိုက်နှင့်နေပြိုခဲ့။ဒေါ်ရင်သိန်းသည်တောက်ကြသမီးဆိုတော့လဲစကားများများပြောလို့မရှိ။တချို့မိန်းကလေးတွေလိုချောက်ချက်ခံရလေခြင်းဟုလည်းမခံခြင်းမဖြစ်။ အကိုကြီးမိမရပြီးတော့လဲအကိုကြီးမိမကပင်အိမ်ဤလုပ်ငန်းများကိုဝင်၍ကူလုပ်သည်မောင်ငယ်မိမရပြန်တော့လဲရောင်မအငယ်ကဈေးသွားတာဟင်းချက်တာအကုန်ဝင်လုပ်သည်ဒေါ်ရင်သိမ်းမှာပါပူပင်မှမရှိခဲ့ပဲအပျော်ကြီးခေါ်ခံဘွားသူတဖြည်းဖြည်းရောက်လာခဲ့သည်အသက်တွေတဖြည်းဖြည်းကြီးလို့ဘွား၏အပြောင်းအလဲများကိုကြုံခဲ့ရသည်မျောလင်းနာရီရောမမျောလင်းနာရီရောပေါ့အဖေဆုံးတော့ဘာမှသိမ်မထူကြအကိုကြီးကအိမ်ကိုဦးစီးခဲ့တာကြပြီပဲ။ ဒေါ်ရင်သိန်းဤမောင်ငယ်သည်မမျော်လင့်မဲကာတိုင်မှုဖြင့်ဆုံးပါရတော့အနေငယ်ထူကြလာသည်ဆိုင်းကောင်တာကိုထိုင်ကငွေသိန်းမိသူလိုအပ်လာသည် အမေကချွေးမာများကိုကောင်တာမှာမထားလို့တော့ဒေါ်ရင်သိန်းကိုကောင်တာထိုင်စေခဲ့လေသည် နောက်အကိုကြီးတွေ့တို့ပြီးလေဖြတ်တယ်လို့အကျောရောဂါဖြစ်တယ်လို့အောက်ပိုင်းချိနေသွားတော့အခါအတော်လေးထူးခြားသည့်ပြောင်းလဲမှုကိုရင်ဆိုင်ရသည်။နောက်ပိုင်းချက်ရေးပြုံရေးစီမံရေးကို အမေနဲ့ရောင်မကြီးတို့က လုတ်သမားများနှင့်တွေ့ဖက်ကစီစဉ်ဆောင်ရွက်နိုင်တော့လဲကားမောင်းမြည်သူအရေးကြီးလိုအပ်လာခဲ့သည်စားတော့ဆိုင်ဆိုတော့နေ့စဉ်ဈေးဝယ်ထွက်ရသည်ပစ္စည်းကိုကိုကားနှင့်ကိုသည်မှအဆင်ပြေသည်ထို့ကြောင့်ကားမောင်းသူကိုအမြန်ရှာဖွေရတော့သည်အကိုကြီးဤမိတ်ဆွေတူကကောင်းလေးတယောက်ရှိကြောင်းပြောလာသည်ဟိုတနေ့မှာကျွန်တော်တို့ကိုကိုွယ်တဲ့ဖုန်ကြီးကြောင့်မှတွေ့ခဲ့တယ်ဗျအောက်ပြီးအောက်ရွာကဆိုလာပဲအိမ်နဲ့စိတ်ကောက်ပြီးထွက်လာတာတဲ့ဖုန်ကြီးကြောင်းရောက်နေတာတော့တလားလောက်ရှိပြီပြောတယ် အလောက်ကိုင်းလည်းမပြင်းဘူးရိုးလဲရိုးသားတယ်လို့တော့ဖုန်းကြီးကမိန်တာပဲကျွန်တော်အလောက်ရှာပြီးခိုင်းနေတာဝက်လျှော်လေးရရအလောက်ချမ်းမဲ့လို့ရလို့ရနေုံကမောင်းတက်လာမေးကြည့်ဦးမယ်နောက်နေ့ကျတော့အဲ့ဒီကောင်းလေးကို ခေါ်လာခဲ့သည်ကမောင်းတက်သည့်အပြင်စကားပြောရင်မွန်ပြီးတလက်ချက်ချသော လူငယ်လေးဖြစ်အကိုကြီးကသဘောကျသွားသည်မနက်လာညပြန်ထမင်းကျွေးလာက900ပြင်ဈေးတဲကထုတ်ကောင်းလေးကအလုံးဝင်လာတာ3လကျော်ခဲပြီ သူ့အတွက်အလောက်ကမမေရရသိမရှိနနက်စောစောရောင်မအကြီးကိုဈေးဝယ်လိုက်ဖို့အကိုကြီးဤခြေတော်လေးချင်းငန်းအတွက်အကျော်စည်းကန်းကိုသွားအကိုကြီးကိုထားခဲ့ပြီးကလေးတွေကိုကြောင်းပို့ပြီးအကိုကြီးကိုပြန်ကြိုးပြီးမှကလေးတွေကြောင်းပြန်ကြိုးပြီးရင်တော့အလုတ်သိမ်းနိုင်သည်တာကြနေတရတာငငယ်တုန်းကတပတ်တစ်ခါရုပ်ရှင်ကြည့်တော့တော်ရင်သိမ်းသည်ကြီးလာတော့တပတ်တစ်ခါဖျားကြီးကိုသွားသည်ဝင်နေဖြစ်တော့တောက်ကြတိုင်းသွားသည်အကိုကြီးနေကောင်းတော့ကလည်း ဘလောက်ပင်အလုံးရှုပ်စေကမို့ညီမကိုဖျားပိုမပြတ်အဲ့ဒီတော့ကြနေတိုင်းဒေါ်ရင်သိန်းသည်ဂျိုးပြေနံပြေမှာရေတက်ပဲမိပူစော်ပြီးဖျားကြီးမှာပတိစိတ်သည်ညနေဆောင်မှာအေးအေးဆေးဆေးသွားပြီးမီးထွန်းချိန်ကျမှပင်ပြန်လေရှိသည်တပတ်လုံးကောင်းတော်မှာအယုတ်တယုတ်လိုထိုင်ပြီးဆက်လုံငွေရွတ်ချင်းမှတညက်နေအနာယူမှုပေါ့ကောင်းလေးရလဲနော်ပန်းတွေကိုတောက်ကြနေမှာပြင် ကောင်းမှာမနက်ကလည်းအင်္ဂါဖျားမှာပန်းတွေလှူပြီးပြီး မွေနေ့ကေကြီးကိုတော့နေ့လယ်ကော်ဖီဝိုင်းမှာပင်တအိမ်သားလုံးကိုကျွေးလိုက်သည်အိမ်နောက်ဖေးကအလုံးလုံးတဲ့ကောင်မလေးတွေရောမိဖို့တွေကအလုံးသမားကြီးတွေကိုရောစပွဲတိုးလေးသုံးလျောက်ပါမကျန်ကျွေးပြီးနောက်ကိမုတ်ရှင်ကိုခေါ်ကျွေးရန်နှုတ်ဆွန်နေသည်အမေကဘူးမသိပါမသိနဲ့ဟဲ့သမီးအတားလေးကြံပါသေးတယ်တဲ့အဲ့ဒီကောင်လေးဒီအလုံးဝင်လာမကြသေးပေမဲ့အိမ်သားအလုံးနဲ့ယင်းနေကြုံဝင်ရှိလာသည် သူ့ကိုကြည့်လိုက်ရင်းအမဲရေမောရှင်ပြလို့ဒေါ်ရင်သိန်းကသာအလုံးနဲ့ပြောခဲ့ဆိုခဲ့တော့ကြောင့် ူနဲ့စကားစာနည်းနေသည်ဒေါ်ရင်သိန်းကသူရှိနိုင်မည့်နေရာတွေကို မျက်ဝန်းနှင့်ရှာသည်ဒေါ်ရင်သိန်းအကြီးကိုဘလို့တန်လိုက်တဲ့နဲ့ဆွဲငင်ယူလိုက်သည်မသိတနေရာမှာတုံခနဲ့ရလိုက်ရည်သူကပြုံးမြများနဲ့ကျွန်တော်ဒီမှာဆိုတဲ့ပုံစံကပိုင်စိုးပိုင်နေနိုင်လာသည်မုံလာစားလေဒေါ်ရင်သိန်းကသူ့ကိုလှမ်းခေါ်လိုက်ပြီးကြရဲမှကော်ဖီကို ပကံထဲသို့ငှဲ့ထည့်ပေးနေစဉ်မမရင်ရောစားပြီးပြီလားတိုးတိမ်စွာမေးဤ ကိုယ်တိုင်စားဖို့မေ့နေတာ ਉ သူ့မိမတတိယပြီးအေးဟဲ့ကြည်စန်းကိုကိုကိုမေ့ပြီးလူတွေကိုရေတွက်တာအလုံးဝပြီးပြီမဟုတ်ကမကြံတော့ဘူးဒေါ်ရင်သိန်းကရေလျက်သဘောကျနေသည်မမရင်စားပါ သူ့အတွက်ရတော့မုံကိုသူကပြန်ကျွေးနေသည်မင်းမဲစားပါဒေါ်ရင်သိန်းကသူ့ကိုမုံပြီးတော့ဘာမပြောညာမပြောနဲ့ဒေါ်ရင်သိန်းဤလက်ကိုကင်ကစားမမစားလိုက်တဲ့ဒေါ်ရင်သိန်းကအလန့်တကြားသွေးလဲပတ်မှုတွေမာရင်လျက် မုံကိုပကံပေါ်သို့လွှတ်ချကလက်ကိုယုံလိုက်သည်သူကတော့ဘာမှမဖြစ်သလိုပင်ဘယ်သူမှမရှိသောထမင်းစားကန်းထဲမှာတည်ငြိမ်စွာထိုင်လျက်ကော်ဖီကိုတစိမ့်စိမ့်တောင်းနေသည်ကော်ဖီကုံသောအခါခက်တီတီပင်ထွက်သွားသည်မမရင်အတွက်မုံချန်ထားခဲ့တယ်တဲ့သူအတန်ကတော့တည်ငြိမ်ပြီးကြည်လင်လို့ကျော်ရင်သိရင်ထဲမှာတော့ရှုပ်ထွေးပွေလီလျက်စိတ်ရှုံနောက်ကြည့်စင်လဲမဟုတ်မခန့်ချိမခန့်တာဒေါသဖြစ်စရာဟုလည်းမထင်ပစ္စည်းအစ်စ်တခုလက်ဆောင်ရလိုက်တာလို့ ဆောင်းမီးပွဲအောင်လာလိုလိုရှက်တာလိုလိုရေကျင်တာလိုလိုဘလို့နေမှန်းမသိသူချန်သားခဲ့သောမုတ်ကိုကောင်းနာမှာထိုင်ရင်းစားပြတော့ဘေးဘီပင်ညာကိုမလုံမလဲကြည့်မိတည်းရဲ့ခါတိုင်းပန်းအိုတွေကိုတူတူလဲနေကြပေမဲ့မနက်ခင်းကမှလဲထားသော အောင်တပြေတွေကိုအိုတလုံးနဲ့ပေါင်ကကန်မာအဝါတွေကြည်တန်တန်ပြင်တော့ဘသူများကြည့်နေမှလဲပူရပြန်၏အဲ့ဒီကောင်လေးကတော့သူထိုင်နေကြသစ်ပင်အောင်မှာပြုံတုံတုံနဲ့စူရှာရှာစိုက်ကြည့်နေဦးမှာဟုဒေါ်ရင်သိန်းကတွေးနေမိပြန်သည် အဲ့ဒီလိုဖြစ်ပြီးနောက်တောက်ကြနေရောက်မှာကိုတွေးပြီးပူနေသည်သူနဲ့နှစ်ယောက်ထဲသွားတဲ့အခါဘာရီပြောမှလဲဟိုတွေးနေမိသည်မသွားရဲတလူလိုလဲစိတ်ထင်နေ၏သွားလဲသွားကျင်နေပြန်သည်တကယ်တမ်းရောက်လာသည့်တောက်ကြနေကတော့ဒေါ်ရင်သိန်းတွေးထားသလိုဘာမှမထူးခြားခဲ့ပေပုံမှန်ပဲဘာစကားမှမပြောဘဲအတန်တိတ်လိုက်ပို့သည်နောက်တစ်ပတ်တောက်ကြနေအပြန်လမ်းမှာတော့သူကမမရင်ဟိုတီတို့ခေါ်သည်ဒေါ်ရင်သိန်းကသူ့ကိုပြန်မကြည့်ရဲ့ သူ့အကြည့်အောင်မှာအမမအရင်ရင်နေဖြစ်ကုန်မှာဆိုလျက်ပြောဟုဆိုလိုက်ရသည်တောက်ကြနေတိုင်းဖះမှာတို့တော့ပြီးဘာရီဆူတောင်းနေရလဲယင်ဘာရဲ့လို့မဟုတ်ပါဘူးဒီလိုပါပဲချစ်တဲ့သူနဲ့အမြန် တွေ့ရပါလို့ဤလို့မတောက်ဘူးလားအိုးသူကဖြတ်ခနဲဒေါ်ရင်သိန်းဘက်သို့ရိုင်လာကသူ့ဤဝဲဘက်လက်သည်ဒေါ်ရင်သိန်း၏ပခုံးကိုကြော်လျက်ဒေါ်ရင်သိန်းကရုတ်တရက်အသက်ရှူရသလိုဖြစ်သွားသည်သူမျက်နှာသည်ဒေါ်ရင်သိန်း၏ညာဘက်အနီးကိုကပ်လိုက် မမရင်ကကားတကားကိုလော့ခ်မလုပ်ဘူး သူကတည်ငြိမ်စွာပြောလျက်ကားတကားပေါ်မှာအမဲကလေးကိုနှိမ့်လိုက်သည်ပြီးတော့တည်ငြိမ်စွာကားကိုဆက်မောင်း၏ဒေါ်ရင်သိန်းကတော့အသက်ရှူရင်းမှလျက်ရင်းတွေခုန်နေသည်ဒီကောင်းလေးနဲ့ခတ်တယ်အကိုကြီးလိုက်ဖို့တော့မောင်နှမနှစ်ယောက်စကားတပြောပြောနဲ့ရှေ့ကမ်းမှာအတူထိုင်သွားကြတဲ့အချိန်သူနဲ့လည်းရှေ့မှာပဲအတူထိုင်ပြီးသွားမိတာမှားပြီထင်ရဲ့မမယုံကျွန်တော်တခုတောင်းဆိုအောင်မယ်ရှေ့တစ်ပတ်ထဲကဗုဒ္ဓဦးနေကကျွန်တော်ရဲ့အသက်25နှစ်မြောက်ဝင်းနေလေအဲ့ဒါကျွန်တော်ကိုဖျားလိုက်ဖို့မယ်မဟုတ်လားမပို့ပါဘူး ချက်ချင်းမင်အဖြေပေးမိ။ဘာဖြစ်လို့လဲမမရဲ့ကျွန်တော်ကကြတော့မမရင်ကိုတောက်ကြနေတိုင်းလိုက်ပို့ရတယ်။ကျွန်တော်ကြတရက်လေးတောင်လိုက်မပို့နိုင်ဘူးလား။ဘုရားဦးနေမှာထွက်လိမ့်မရှိတာ။ထွက်လိမ့်ရှိအောင်ထွက်ပေါ့မမရဲ့။တော်ပါပြီ။ဒီလိုကြီးလား။ရတယ်ဆက်မမောင်းတော့ဘူး။ကားကိုလမ်းမေးတို့ခြားကဆက်ရရွေတော့ပိတ်လိုက်။လူကတော့စတီယာရင်ဘော်ကိုမောက်ချပြီးညနာကတော်ရင်သိမ့်ဘတ်တို့လှဲကအကြည့်စူးစူးဖြင့်ညှို့ငင်နေသည်။ကဲမောင်းမောင်းမြင်းမြန်းမောင်းလိုက်ပို့မယ်။ ဘယ်လိုဟာလဲလဲမသိဘူး။တိတ် နေဆက်တာစိတ်ညက်တယ်။နောက်တော့ပြောသားမမမမရင်ကအဲ့ဒီနေ့ကျရင်ဒီလိုပဲအိမ်ကြီးပန်းအောင်လေးဝတ်ခဲနော်။မမရင်ရဲ့အသားလေးကဝင်းနေတော့ပန်းအောင်လေးတိတ်လိုက်တာပဲ။ဒေါ်ရင်သိမ်းမှလိုက်ဖို့လှူရှာလျက်အနေခက်ရပြန်သည်။ဒီအသက်ဒီရွယ်ဒီသစင်းယောက်ျားတယောက်ကသစင်းစင်းကြည့်ပြီးအလှပွဲတွေရွတ်ပြတာမျိုးကိုတခါမှမကြုံခဲ့တာ။ဒုက္ခတော့ရောက်ရတော့မယ်ဟုတိုးတိတ်စာညင်ညူမိသည်။အမေတို့အကိုကြီးတို့ဒီမှာလဲကြောက်ရွံ့စွာဖြင့် အသက်အရွယ်ကြီးမှကြောက်မကောင်းကြောက်မကောင်းဖြစ်မာတွေကိုလည်းစိုးရင်စွာဖြင့်ဒီကောင်လေးနဲ့ဝဝေးနေမှဖြစ်မှာပါဟုခဏခဏတွေးမိသည်ဒီလိုနဲ့ပင်ဘိုးတော်ဦးနေကိုရောက်လာတော့မနက်စောစောအံ့ဩစရာကောင်းလွန်သည့်ဇလန်းတပုတ်ကိုနားထောင်လိုက်ရသလိုပင်အတာသည် စောစည်းစွာရောက်လာလျက်အာကျဲပါကျဲနဲ့ဩကအမေဟောဒီမှာကြီးတဲ့ရဲ့တငယ်ချင်းနန်းရှိရတော့တင်းတင်းဟာနှင်းစီပန်တွေပေးလိုက်တယ်အဲ့ဒီပန်တွေအိမ်မှာလဲဖျားတင်ပါတဲ့ညနေလဲတချို့ယူလာပြီးသူ့ကိုဖျားလိုက်ပူပေးပါလို့ကြီးတဲ့ုံမှာလိုက်တယ် တော်ရင်သိန်းကအမှန်တကယ်အံ့ဩလျက်ဟဲ့ तू ကဘာလို့ဖျားဖို့ခိုင်းရတာလဲသူ့မွေးနေတယ်ဟူဆိုမှဒီကောင်လေးတော်တော်တက်နိုင်ပါလားဟူတုံးလို့သွားမိသည်နန်းရှိမှနေတော့ဒေါ်တင်တင်ကတော့ဒေါ်ရင်သိန်းအချစ်ဆုံးတငယ်ချင်းဖြစ်သည် သူနဲ့တခါကိစ္စရွှေရောက်တာဘူးတော့အမိရသုံးချလိုက်တာကြည်စမ်းပါဦးလူကြီးတွေရှိကြတော့ကြည်သိန်းနဲ့အကိုကြီးကလေးတွေခေါ်တယ်လို့လူကြီးရဲ့လက်တက်ခဏမှာတော့နင်းစီဝင်ပန်းအောင်လေးပန်းခဲ့နော်ဟူကပ်၍ပြောလိုက်ချေသည် ဟိုတနေ့ကဒေါ်ရင်သိန်း၏စိတ်တွေခြိတုံချတုံဖြစ်နေသည်ဒီကောင်လေးတိတ်ညံများလားသူ့ကိုအလိုလိုက်လို့မဖြစ်ဘူးဟုတတိတရားရှိနေသည်ဒါပေမဲ့ရေမိုးချိုးပြင်ဆင်ပြီးတော့အခါအင်ကြီးပန်းရောင်ကလေးကိုထုံမိပြန်သည်ပြီးမှသူ့ကိုလိုက်ရောသည်ဟုမဖြစ်လို့ပြန်၍အင်ကြီးကိုလုံးချေကဘီရို၏အောင်ဆုံးသို့ထည့်ပြလိုက်သည်အင်ကြီးပန်းရောင်ပြောင်းကိုမဝဲမိတော့လဲအင်ဒိုနီးရှားပါတိပန်းရောင်ကိုတော့ဝစ်ဖြစ်ပြန်၏စပိန်ကိုတော့ခါတိုင်းလိုစရုံမထုံပြတော့ပဲ စစ်ဆန်မီရှိရှိစစ်ဖြစ်သည်စင်စားရအခက်ဆုံးကတော့ပန်းတို့ရောင်နေစီကိစ္စပဲပန်းရကောင်းမလားမပန်မဲထားခဲ့ရမလားမဝေခွဲနိုင်ဖြစ်နေသည်နောက်ဆုံးတော့တတိနေစွာနေမယ်မန်တင်ကုံမောကဖန်ခွက်ကလေးထဲမှာပန်းမွင်ကိုထိုးဆိုင်ထားခဲ့သည်ကားပေါ်ရောက်တော့ဟိုကောင်လေးဤမျက်နှာကိုမကြည့်ရဲသူကတော့စိတ်အေးလက်အေးနိုင်လွန်စွာဖြင့်နင်းစီပန်းစီကြီးကိုနောက်ခံကခုံပေါ်လှမ်းတင်လိုက်ပြီးတောက်ဖွင့်ဆက်နိုးသည်တော်တော်နှင့်ပင်ကမလေး မမရင်ပန်းပန်မုံမေးလာခဲ့ပြီဟုတ်တယ်မို့လားတဲ့အရန်ရောင်အမမနဲ့ခေါင်းငိမ့်ပြလိုက်မိတယ်ထင်ပါရဲ့ပန်လေးမမရင်ကလည်းနေုံနေုံကားကိုဆန်နိုးလက်စားနဲ့သူဆင်းပြေသည်အိမ်ပေါင်းမှနေ၍အတန်ကျဲခြင်းနဲ့မတူတူရဲ့ကြီးတန်းရပန်းမေးချန်ခဲ့လို့တဲ့ဘာပန်းလဲမသိဘူးပန်းမေးချန်ခဲ့တယ်လို့ပြောတာပဲကြည်စန်းဘလောက်တောင်ကြောက်စရာကောင်းလိုက်တယ်လဲဟုဒေါ်ရင်သိန်းကတွေးနေသိန်းသိန်းဘာပန်းမေးချန်ခဲ့ရလဲဘယ်မှာကျန်တာလဲငါအခန်းထဲမှာမန်တင်ကုန်မှာပါဟဲ့ ပန်းအောင်နှင်းစီပွင့်လေးမပန်တော့ဘူးလို့ဆုံးဖြတ်၍ထားခဲ့သောပန်းဝင်ကိုအစီအစဉ်မကျစွာဖြင့်ညွန်မိပြန်၏ပန်းရောက်လာပြန်တော့လေဘာလို့ရမှန်းမသိတဲ့ပစ္စည်းတစ်ခုကိုကောက်ရသလိုဒီတိုင်းမင်ကင်ထားသည် မမရင်ပန်းလေးကျွန်တော်ပန်းပေးရမလားအိုးမျက်စောင်းတစ်ချက်ဝင်ပြီးမျက်နှာကိုတင်းတီထက်တင်းထားကရှယ်ယွန်းမို့ကိုမလုံးမလဲဖုံးကွယ်မိပြန်သည် ကောင်းစုတ်ကလေးကမှန်ကို အသေးအချာဆောင်းပြီးညာဘက်နေရွက်ဤအောင်နာမှာ ။စပင်းမပွက်အောင်ကက်လျက်ထိုးထားသောကလစ်ကိုဖြုတ်လိုက်ပြီးမှန်နေပါလေကြည့်နေတော့ပဲပန်းကိုကမန်းကရန်ပန်လိုက်ပြီးတော့သည်ထိုးဖြစ်ပျက်သည်စေးမိတာမဟုတ်စေးစားမတာဖြစ်ကြောင်းဒွရင်သိန်းကသူ့ကိုယ်သူသတိထားလိုက်ပြီးသည်ထိန်ချုပ်မှုစက်ကလုံးများလဲသူ့အလိုလိုရက်တန့်ကုန်ပြီဆိုတာနားလဲလိုက်ပြီ။နောက်ပြီးမလွန်ဆန်နိုင်ခြင်းအတွက်ရင်ခုန်စွာပင်မှုလျော်နေမိပြီဖြစ်ကြောင်းအတိအမှတ်ပြုရလေတော့သည်အဲ့ဒီတယောက်ကတော့သူ့အသက်အရွယ်နဲ့မလိုက်အောင်ဝင်တည်ကြည်နေသည်ငြိမ်သက်နေသည် ဖျားကိုရောက်တော့ကားမှန်နေပါတဲ့အသေးချပိတ်ပြီးတော့ခတ်ပြီးမှအေးအေးဆေးဆေးဆင်းလာသည်တော်ရင်သိန်းကစောင့်ပြီးလျှောက်တော့လဲမိအောင်မလိုက်လားတမင်ရှင်မလျှောက်ခြင်းအတွက်အင်ဒရီရရှာသားပဲဟု အမတ်တွေပူပူသားသားပေးမိပြန်၏သူကနင်းစီပန်းစီကြီးကို အစည်းလိုက်ပင်ဖျားရှိကပန်းအိုကြီးထဲမှထိုးဆိုင်လိုက်သည်ပြီးတော့အမျိုးသားများသာဖူးခွင့်ရသောနေရာမှသွား၍ဖျားဝတ်ပြုသည် သူကအတော်ကြာကြာဖျားရှိကိုနေသည်ဒေါ်ရင်သိန်းကသူ့ကိုအကြကြီးစောင့်နေရ၏ ဖျားရှိကိုရတာလဲအာယုံမရ၍ဝိချကပင်ဘေးတနီယာသို့ရွှေ့ပြီးထိုင်နေလိုက်သည်သူကမွေးနေ့လက်ဆောင်တစ်ခုကိုဝယ်ပေးလို့စိတ်တွေဖြစ်ပေါ်နေသည်ဘာဝယ်ရမလဲဘာပေးရမလဲဒေါ်ရင်သိန်းသည်ဈေးဝယ်ထွက်ခဲ၏သူများအတွက်ဝယ်ပို့နေနေတသားရောင်းမအကြီးစင်သည်များဝင်နေကြဆိုတော့ဘာပေးရမယ်မသိအောင်စဉ်းစားရခံနေသည်ယခုဖပြသွားတဲ့ဝတ္ထုလေးကိုနားဆင်သူများနှစ်သက်သဘောကျလိမ့်မယ်လို့မျှော်လင့်ပါရရှင်။အဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးအထူးပဲတင်ရှိပါရရှင်။ နောက်လိုက်မဲ့အပိုင်းတစ်ကလေးတွေကိုလည်းဆက်လက်နားဆင်ပေးဖို့တောင်းဆိုပါရစေ။တာယာချမ်းမြေတဲ့နေ့ရက်ကလေးကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။ကျမကတော့စာဖတ်သူဝိုင်းပါ။